မျိုးသားစီယုံ KN ကယခုလမေလအတွင်းမှာထမ်းမြမာ၂၁ကျောမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်သိမ်းပိုက်လာတဲ့အတွက်စစ်ရေးပုံမှုပြင်းထန်လာတယ်လို့စစ်ရေးနဲ့နိုင်ငံရေးလှစ်လာသူတွေကတုံ့တက်ထားကြပါဗျာ။ 2025ခုနှစ်မေလထဲမှာထိုင်းမြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ကရင်ပြည်နယ်ဖအံခရိုင်လှိုင်းဝဲမြို့နယ်တောလေကြီးရွာအုပ်စုမလရကြီးရွာမှာတည်ရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုစတင်သိမ်းပိုင်းခဲ့တာလို့သိရပါဗါးအဲ့ဒီနောက်မှာလှိုင်းဝဲမြို့လက်အောက်ကပိုင်ကျုံမြို့ပိုင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဆက်လက်သိမ်းပိုင်းခဲ့ပါဗါးကရင်ယူနီနဲ့တပ်တညာနှစ်ကုန်စစ်စင်ရေးလိုမျိုးအားလုံးစုပေါင်းပြီးဟန်ချက်ညီညီဆက်တိုးမယ်ဆိုပါကပုံမကောင်းမွန်တဲ့တိုက်ပွဲတွေမြင်တွေ့ရမယ်လို့တရုတ်မြန်မာအရေးလေးလာတော့တဲ့သူဒေါက်တာလှကျော်စောကပြောပါဗါးအကျမ ာပြောလို့ပဲစီရီတွေပုတ်ကင်းထမ်းမယ် KNU ကပုတ်ပြီးတော့အတက်ပြီးတော့အဲ့ဘက်မှာလည်း PDF တွေလည်းအများကြီးရှိတယ်ဗျဒီကဆိုင်ရာဟိုနေနေလည်းရှိတယ်နော်အဲတော်မာကြီးသမားတွေလည်းရှိတယ်တဖြည်းဖြည်းတစ်စုတစ်စည်းတွေဖြတ်လာမယ်ထင်တယ်စုစုစည်းစည်းနဲ့အဲဟိုဟိုပြိပခါတွေကိုကိုဒီပါလေးနဲ့ကိုရှင်းရှင်းရနေပြီးတော့အဲတော်တော်ချိန်ဝက်လည်းဖြတ်လာမယ်ထင်တယ်ကြည်ရတာတော့ဟိုစစ်တပ်ကတော်တော်ပြိုနေပြီဗျစကားစားလေ အဲ့ဒါကိုသူတို့အားလုံးစုပေါင်းပြီးတော့ဒီညွညွနဲ့နော်တက်တုံညာနှိခွန်လုပ်တယ်လို့ပေါ့။ဟန်ရဲ့ညီကြီးချက်တိုးကြမယ်ဆိုရင်တော့အဲတော်တော်ကောင်းတဲ့ပွဲကြီးများလိမ့်မယ်ထင်ပါတယ်။ ကရင်ယူဌာနချုပ်ရှိတာတမဟာခွန်ဖန်ခိုင်နေမီတဲ့ကစစ်စခန်းတွေကို KNA နဲ့ KNDO ဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကပြန်လည်တိုက်ခတ်သိမ်းယူနေတာဖြစ်ပြီးတော့တမဟာတို့ညောင်လေးပင်ခိုင်နဲ့တမဟာလေးမိတ်ထဝဲခိုင်တို့မှာရှိတဲ့စစ်ကောင်စီတရင်စစ်စခန်းတွေကိုအတိအတိသိမ်းပိုက်လာတာဖြစ်ပါတယ်၂၀25ခုနှစ်ဧပြီလကုန်နဲ့မေလပထမအပတ်မှာထိခိဒေတာကစစ်ကောင်စီတရက်ထိတာနဲ့ထိခိဖြူရစစ်စခန်းတွေကိုတမဟာလေးကသိမ်းပိုက်ခဲ့ပါတယ်ထိခိကထိုင်းမြန်မာနယ်စပ်ကုံသွေးရီမှာစစ်ကောင်စီအတွက်အရေးပါတာကြောင့်မြောက်နေတိုက်ပွဲပြီးမြောက်နေကုံသွေးရီလမ်းကြောင်းပိတ်နေချိန်မှာစစ်ကောင် နေအတွက်ထိခိကအဓိကကျလာခဲ့ရပဲဖြစ်ပါတယ်။2023ခုနှစ်ကလေးကထိခိလမ်းကြောင်းကနေကုန်သွယ်မှုတိုးလာသလိုထက်ဝဲရင်းနဲ့စေကံမှာယူရှားနဲ့ပူပေါင်းဆောင်ရွက်ဖို့စစ်ကောင်စီနဲ့ပူတွင်တို့သဘောတူညီချက်ရည်တူထားကြပါသေးတယ်။စစ်ကောင်စီအနေနဲ့ဆိုးဝါးနေရှင်မှာရတဲ့အခွင့်အရေးကိုယူပြီးတိုက်နေတာဖြစ်တဲ့ထင်ကြောင်း KAI အနေနဲ့အောင်ပွဲတွေဆက်လက်ရရှိနိုင်ကြောင်းတရုတ်မြန်မာရေးလေလာတုံတဲ့သူဒေါက်တာလာကျော်စောကပြောပါတယ်။အော်ဒီချိန်မှာတော့ကျမကြည့်တယ်လေစက်ကောင်စီကိုတောက်လျှောက်တိုက်နေတဲ့အဲ တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ကတော့အခွင့်ကောင်းပဲဒီဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီရဲ့အခြေအနေကလည်းတော်တော်ဆိုးဝါးနေတာဖြစ်တာအောင်နော်အဲ့တော့ဒီလိုအခြေအနေမှာရတဲ့နေရာမှာရတဲ့အခွင့်အရေးယူပြီးတိုင်နေတယ်လို့ပဲထင်ပါတယ်အဲကျမကြည့်တယ်ဒီတစ်ခေါက်ဟိုခင်ဗျာသူ KIA ရလည်းမြောက်ပိုင်းမှာတိုင်နေတာတော်တော်ဖြစ်မြောက်တယ်လीနော်အဲ့တော့ဟိုဒီတိုက်ပွဲတွေကပိုပြီးပြင်းထန်လာနိုင်တယ်ထင်တယ် KNU ကလည်းဒီအောင်ပွဲတွေဆက်ရနိုင်တယ် ဒါပေမဲ့အောင်ပွဲရအောင်လည်းမပြီးဘူးပြည်သူတို့ဒီဒေသတွေမို့သူတို့အခုလဲလှုပ်တော့လှုပ်နေတယ်ကျွန်မမင်းကကြားလိုက်တာအဲဆစ်ချောင်းဟိုလူတို့အတွက်သူတို့အညာကြီးစူးစမ်းပြီးလှုပ်ဆောင်နေပါတယ်သူတို့ပြောတယ်အဲ့ဒီဒေသတည်ငြိမ်ရေးတွေအတွက်တော့တော်တော်ကြိုးပမ်းအောင်မယ်နဲ့တူတယ်နော်ရတဲ့နေရာလေးကိုအသေးစားစနစ်တကျတိဆောက်ဖို့လို့လုပ်ဦးမယ်ခင်ဗျ တိမ့်မိုက်ထားရှိတဲ့ထီကီနေဆက်ကုံသွဲရဲ့ကိုဥဆောင်လဲပတ်နိုင်မှုအတွက်ပြင်ဆင်နေတယ်လို့လည်း KYU ပြောခွင့်ဆိုခွင့်ရှိသူဘဒိုစောတိုးနီကပြောပါတယ်တိုင်းနယ်လက်နက်ကိုင်တွေနဲ့နိုင်ငံရေးအဖွဲ့တွေထဲမှာတပ်မခွနခုနဲ့စုဝဲပြီးတပ်မအလိုက်လွတ်လပ်စွာလှုပ်ရှားခွင့်ရှိတဲ့ KYU ကတတန်းအရင်ဆုံးပဲဖြစ်ပါတယ် KYU က2024ခုနှစ်ဧပြီလကတိမ့်မိုက်ခဲ့တဲ့မြောက်လီမြို့နဲ့2023နှစ်ကုန်ပိုင်းမှာတိမ့်မိုက်ခဲ့တဲ့ကော့ဂရိတ်မြို့တွေကိုပြန်လည်လက်လွတ်ခဲ့ရတာတွေကြောင့် အခုလိုမျိုးတိုက်ပွဲတွေပြန်ပေါ်ဆောင်နေပြီးတိမ်မက်ရရှိထားတာတွေကိုလည်းပြန်လည်လက်လွတ်ပေးရမလားဆိုတဲ့အပေါ်တုံ့တက်မှုတွေရှိနေပါတယ်။